အားလုံးပဲမင်္ဂလာပါခင်ဗျာအခု Facebook အာဒီ meta ကနေပြီးတော့ policy တစ်ခုကိုလွန်ခဲ့တဲ့လကတည်းကသူတို့ကြီးညာထားတာပေါ့နော်အာ Facebook အာဒီသူတို့ monetize ဖြစ်ထားတဲ့ account တွေ ပြီးလို့ရှိရင်အာဒီပတ်စံဝင်တဲ့အကောင့်တွေအကုန်လုံးကသူတို့လွန်ခဲ့တဲ့အရင်တစ်ခေါက်ကပေးထားတဲ့ policy တွေမဟုတ်တော့ပင်နဲ့အခု content အဲ content monetization ပြောင်းသွားပြီအရင်က creator monetization ကနေပြီးတော့အခုအဲ content အဲ monetization ကိုပြောင်းသွားပြီအဲ့ဒါကဘာကွာချားသွားလဲဆိုတော့အရင်တုန်းက Facebook ကနေပြီးတော့ပတ်စံတွေရနေတဲ့ဒီ star တို့ပြီးရင် ads on reels တို့ပြီးရင် bonus in in stream ads တို့ပေါ့เนาะအဲ့ဒီဟာတွေကအကုန်လုံးဒီ orchestra 31ရက်နေ့ကနေစပြီးတော့တရားမဝင် ဖြစ်သွားပြီးအကုန်လုံးဖြတ်ချတော့မယ်ပေါ့เนาะပြီးရင်သူကတစုတစည်းရဖြစ်တဲ့ content monetization ကို ူကအာပြန်ပြီးတော့မိတ်ဆက်တယ်ပေါ့နော်အဲ့ဒီ content monetization တဲမှာလဲဒီလိုမျိုးသူကတစ်ခုချင်းစီကိုပတ်စံပြီးတော့မှမဟုတ်သေးတော့ဘယ်နဲ့တစ်လုံးတစ်စီးတယ်ပေါ့နော်အဲ့ဒီဟာကိုသူကမိတ်ဆက်လိုက်တယ်အခု32ရက်နေ့ကနေစပြီးတော့အဲ့ဒီဟာကအသက်ဝင်သွားပြီးပြီးခဲ့တဲ့တစ်ခုချင်းစီတစ်ခုချင်းစီဒီ reels နဲ့ bonus နဲ့ instream ads နဲ့တစ်ခုချင်းစီရရတဲ့ဟာတွေကအာ ပြန်ပိတ်သွားပြီပေါ့နော်အခုဆိုလို့ရှိရင်ဒီနေ့မနေ့မှတရားဝင်မိတ်ဆက်လာတာကဒီမှာကျွန်တော်တို့က monetization မှာသူတရားဝင်အဲဆက်ရပွင့်ဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ account က follower 9000အထက်ရှိရမယ်ပြီးလို့ရှိရင်ဒီသူတို့ရဲ့ policy နဲ့ကိုက်ညီတဲ့စီမင်းစည်းကမ်းညနဲ့ line လာတဲ့ account ဖြစ်ရမယ်ပေါ့နော်ပြီးရင် page ဖြစ်ရမယ် account ဆိုရင်လည်း profile ဆိုလို့ရှိရင်လည်းအဲ page uh, professional dashboard ကိုဖွင့်ထားလို့ရတယ် page ဖြစ်သွားဖို့လို့ရတယ် content uh, monetization လို့ပေါ်လာမှာပေါ့เนาะအခုလောလောဆယ်တော့တော်ပဲရှိသေးတယ်ကျွန်တော်ကဒီအပေါ်မှာဟာတွေကအအရင်နှုန်းက policy အတိုင်းရနေတာဖြစ်တဲ့အတွက်ကြောင့် ogla 31ရက်နေရာစပြီးတော့ဒီဟာတွေအကုန်လုံးကအကျုံးမဝင်တော့ဘူးပေါ့เนาะပြီးလို့ရှိရင်သူကအ content monetization ဖြစ်သွားမှာပေါ့နော်အဲ့တော့အဲ့ဒီဟာမှာ content monetization မှာသူက setup ပွင့်ဖို့လိုတယ်အဲ့ဒီ setup ပွင့်ပြီဆိုရင်ကျွန်တော်တို့ Facebook ကနေပြန်ပြန်ပြီးတော့ပတ်စံရှာလို့ရပြီပေါ့နော်ခုလောလောဆယ်တော့ကျွန်တော်ကတော်လေးခတ်ထားတယ်ဆိုတော့မပွင့်သေးဘူးဘာလို့လဲဆိုတော့ကျွန်တော်ကအပေါ်မှာအခုအထိအကျုံးဝင်နေသေးတယ်ပေါ့နော်31ရက်နေ့အထိဓာတ်တွေကအကျုံးဝင်နေသေးတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ပတ်စံနေရနေအောင်မယ်အဲလောလောဆယ်တော့ content monetization ကလော့ကျနေတော့သူတို့အဲလော့ပွင့်လာရင်တော့ကျွန်တော်အပေါ်ကဟာတွေပြန်ပိတ်သွားမယ်31ရက်နေ့ကျအပေါ်ကဟာတွေအားလုံးက ားပတ်စံမပြီးတော့ဘူးပြီးရင်ကိုအရင်တင်ထားတဲ့အဲ reels တွေပြီးရင် video တွေအားလုံးကလည်းပတ်စံမဝင်တော့ဘူးပေါ့နော်အာသူတို့ content monetization မှာ setup ပွင့်ပြီးမှသာပြန်ဝင်มาပေါ့နော်အခုအဲ့ဒီ content monetization ရအတာချက်ကဒီ story တင်တောင်ပတ်စံရမှာပေါ့နော်အဲ့တော့သူကတစုတစီတဲ့အဲပတ်စံပေးมาပေါ့ ဒါကြောင့်အာလောမပွင့်သေးဘဲနဲ့ရှိနေတဲ့ content monetization ပေါ်နေပြီဆိုရင်လည်းဆက်ကြိုးစားပါလောပွင့်လာပါလိမ့်မယ်သူတွေရဲ့ policy နဲ့ကိုက်ညီရင်အာလောပွင့်လာလိမ့်မယ်အဲတကယ်လို့လောပုံစံလေးမပေါ်သေးဘူးဆိုရင်လည်းအာကြိုးစားနေပေါ့နော်အတနည်းနည်းတစ်ချိန်ချင်းတော့ရမှာပေါ့အခုတချို့ဆိုရင် content monetization မှာ setup ပွင့်နေပြီဆိုရင်တော့အခုအလုပ်လုပ်လို့ရနေပြီပေါ့နော်